ွေးကိုကြီးအညီမလေးပြောညအိမ်မထဲမှာလေညီမလေးကသတို့သမီးအရန်လောက်ရတာအဲ့ညီမလေးသတို့သမီးထက်ပိုလှနေအဘာဖြစ်တက်လဲရင်အေးဩအဲ့ဒါလားလှတိုင်းလေးလင်မရဘူးဆိုတာအိမ်မကလက်တွေ့ပြသွားတာ ်အဲ့မှာဩကလေးခေါ်ဘယ်ကွာလာတော့ကလေးကညာဘက်တော့ကောင်းကောင်းမဆိုဆီအောင်တပြရညာလေဩဆီအောင်ကပြောလိုက်တယ်သူ့ဖေကိုကိုဖြတ်ခိုင်းလာဤတဲ့ဘာသာနှုတ်မဆိုတာငါကောင်းစားနေဘာဆိုင်လို့တော့ကွန်ပါနေဆိုတော့ကလေးကတော့ကောင်းကောင်းမဆိုဘူးတဲ့ဟမ် မင်္ဂလာဆောင်ကတံပေါ်ကောင်းချက်ကိုဟာမိုက်စစ်သားကြီးတွေကလည်းဓမ္မကောင်းနေရှိရတယ်ရှမ်းရှိနေနင်တို့ဆရာမလုပ်နဲ့။နဲ့မိမဘလို့လူမျိုးမဆရာလုပ်တာကိုလက်မခံဘူးနော်။မိဘမွေးတဲ့ကကိုပညာနဲ့ကိုရက်တီလာတာ။ပေါင်းရဲကိုစံပယ်နှလုံးထက်ထက်စံပွားရေလက်တက်စစ်ဆိုတာကိုပြီးပြီးသား။ ไอ้จกกระตัวลุจะทาเลยไอ้โอ้ดิมากาวหมูผิดล่ะล่ะวะโหชิชิโรงอ่ะบะยินตะบ้าเยอไตเมนคันอำัดจีฮาအင်မတန်မှအကောင်းမြင်တတ်တဲ့ဘီရင်ကြီးကတခုခု တိုင်ပင်လိုက်တိုင်းအကောင်းမြင်တဲ့ဘက်ကနေပဲဆွေးနွေးပါတဲ့အကောင်းမြင်ပြီးအပြုတ်တဘောဆွေးနွေးတော့ တောင်ယုံအပြစ်တွေတောင် အပြုသဘောဆောင်ပြီးတူဦးနဲ့တူဦးချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ပြဿနာတွေကိုပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာကြီးပဲတဲ့ဒီနေ့မှာတော့ဘယင်ကြီးရဲ့လက်မမှာပြည်တယ်နာကြီးပေါက်လာပါတဲ့အတိုင်မင်ခန်ကြီးကိုခေါ်တိုင်မယ်တော့အရှင်ဘုရားစိတ်မပူပါနဲ့စေးလိန်စေးတောင်းရင်ပျောက်သွားမှာပါကောင်းမှုဖြစ်လာတာပါဖုရားလို့ရှောက်တင်တဲ့ဒီလိုနဲ့ဘယင်ကြီးရဲ့လက်ဟာမတက်တာပဲဖြန့်လိုက်ရပါတော့တယ် အဲ့ဒီလိုနဲ့အင်္ဂါမစုံတဲ့ဘီရင်ကြီးဖြစ်သွားတော့တာပေါ့အဲ့ဒီတော့ဘီရင်ကြီးလဲစိတ်မသက်မသာဖြစ်ပြီးအတိုင်းမင်ခန်ကြီးနဲ့စိတ်ပြေလက်ပြောက်စကားပြောဖို့ခေါ်လိုက်တော့တာပေါ့ဒီတော့အတိုင်းမင်ခန်ကြီးကကောင်းမှုဖြစ်လာတာပါဖရားလို့ထပ်ပြီးဖြေသိမ့်မြန်တော့ဘီရင်ကြီးက စိတ်ဆိုးပြီးအတိုင်းမင်ခန်ကြီးကိုဒီလောက်တောင်ကောင်းမှုဖြစ်လာရင်ဆရာကြီးခဏလောက်အကျဉ်းတိုက်တဲ့သွားနေကြီးလို့ဆိုပြီးအကျဉ်းချထားလိုက်ပါတဲ့ တရဲမှာတော့ဘီရင်ကြီးဟာစိတ်အပန်းပြေစေဖို့အတွက်တောကစားထွက်ခဲ့တယ်။စိတ်နဲ့လူနဲ့တိတ်မကတ်တဲ့ဘီရင်ကြီးဟာကိုရံတော်ရီနဲ့ क्वे သွားပြီးရစ်ပူစော်တဲ့ဒလိရှိတဲ့လူမျိုးစုတွေရဲ့ဖန်ဆီးခြင်းကိုခံရပြီးသူတို့ကဘီရင်ကြီးကိုရစ်ပူစော်ဖို့လှုပ်ချတဲ့တဲ့။ဘီယင်ကြီးလဲပြည်တယ်နာ ပေါက်ခရဲကဂျူဆိုးဝင်ခဲ့တာအခုဆိုတရားမဲ့အဆင့်ထိတော့ရောက်လာပါလားလို့တွေးရင်စိတ်ဆင်းရဲနေတာပေါ့ ရေပူဇော်ဘုရင်ကြီးကို ရေချိုးပေးအမွှေးနှံ့တာလိမ့်ပေးချိန်မှာဘုရင်ကြီးရဲ့လက်မပြက်နေတာကို တွေ့သွားကြတဲ့။ဒီတော့အင်္ဂါမစုံတဲ့သူနဲ့ရေပူဇော်လို့မရတာကြောင့်ဘုရင်ကြီးကို ပြန်လှုပ်ပေးလိုက်ကြတယ်။ဒီတော့မှဘုရင်ကြီးဟာဟိုးကောင်းမှုဖြစ်လာတာကောင်းမှုဖြစ်လာတာဆိုပြီးပျော်ရွှင်စွာနဲ့နန်းတော်ကိုပြန်လာခဲ့တယ်။နန်းတော်ကိုရောက်ရောက်ချင်းပဲဆရာကြီးကိုအကျဉ်းတိုက်ကလှုပ်စေပြီးခစားခိုင်းတဲ့ ဆရာကြီးခမားပြောတာမှန်တယ်ဗျာကျွန်တော်အတွက်ကောင်းမှုဖြစ်လာတာဗျဒါပေမဲ့ခမားအတွက်တော့အကျဉ်းကျပြီး အနေဆင်းရဲအစားဆင်းရဲဖြစ်သွားတယ်ဗျာအဲ့ဒီအတွက်စိတ်မကောင်းပါဘူးဆရာကြီးလို့ပြောလိုက်တယ်ဆရာကြီးကပြုံးပြုံးကြီးနဲ့ကျွန်တော်မျိုးအတွက်လဲကောင်းမှုဖြစ်လာတာပါဗျာတဲ့တကယ်လို့ကျွန်တော်မျိုးသားအကျဉ်းမကျရင်မင်းကြီးနဲ့အတူလမ်းရမှာမို့အဖမ်းခံရတဲ့အခါဘယင်နဲ့ကျွန်တော်နှစ်ဦးအဖမ်းခံရမှာပါ ဒီအချိန်မှာအင်္ဂါဆုံသူကျွန်တော်ဟာကိုစားရစ်ပူစော်ခံရပြီးအသက်နဲ့ကိုအိုးစားကွဲမှာပါဖေ။အခုတော့အတင်းတိုက်ထဲမှာအနာရလို့ကောင်းဖို့ဖြစ်လာတာပါဖေတဲ့။ဘယင်ကြီးကလည်းကောင်းပါလေဆရာကြီးရဲ့လို့ပြောပြီးတဟားဟားနဲ့အာရပါရရည်ကြပါတဲ့။ကျမတို့ဘဝမှာလည်းတခါတရံအခက်ခဲတွေအတိုက်ခိုက်လေးတွေတုံတွေ့လာရတဲ့အခါလူတော်တော်များများကစိတ်ပြည့်ညှင်းညူတတ်ကြတယ် အမှန်တော့အဲ့ဒီအခက်ခဲတွေအတိုက်ခိုက်တွေဆိုတာနောက်တစ်ချိန်အရာရာအတွက်ကောင်းဖို့ဖြစ်လာတာပါဒါကြောင့်မိတ်ဆွေတို့ဘဝမှာဘယ်လိုအခက်ခဲပဲကြုံကြုံဘယ်လိုအတိုက်ခိုက်ပဲကြုံကြုံကောင်းဖို့ဖြစ်လာတာလို့စိတ်ထဲမှာမှတ်ပါ။ကုလည်းပဲဒီစာကိုဖတ်ဖြစ်သွားတာဟာမိတ်ဆွေအတွက်ကောင်းဖို့ဖြစ်လာတာပါရှင်။